ယခင်ကအခြေအနေနဲ့အခုအခြေအနေဘာတွေကွာခြားသလဲဒီတစ်ကြိမ်မှာတော့အင်ဖြူတော်ရဲ့စီမံခန့်ခွဲမှုနဲ့ဘတ်ဂျက်ရော White of Office of Management and Budget OMB ဟာစက်တင်ဘာလ24ရက်ခရဲကအစိုးရရန်နရာရက်တန့်ချိန်အတွင်းဝန်ထမ်းအများအပြားအလုပ်ထုတ်ပစ်ဖို့အစိုးရအေဂျင်စီတွေကိုညွှန်ကြားစာတွေပေးပို့ခဲ့ပြီးဖြစ်ပါတယ်။အစိုးရအေဂျင်စီတွေအနေနဲ့သူတို့ရဲ့ဝန်ထမ်းတွေကို အဆိုပါလျှော့ချရေးအစီအစဉ်ကိုကြိုကျင့်အကြောင်းကြားထားရမှာဖြစ်ပြီးယန္တရားယန္တာတာနဲ့တပြိုင်တည်းဝန်ထမ်းတွေကိုအတိပေးဖို့ကြိုတင်အမိန့်စာပေးပို့ထားတာပါ။ဒါကြောင့်ယခုတစ်ချိန်ဟာအမေရိကန်သမိုင်းတရှောင်းကြုံခဲ့ဘူးတဲ့အစိုးရယန္တရားယန္တာမှုတွေအနက်အပြင်းထန်ဆုံးအပြောင်းလဲဖြစ်ပါတယ်။ဒါအပြင်ယခင်က Fenot Envari တွေဟာအစိုးရယန္တရားပြန်လဲအသက်သွင်းချိန်မှာမူရင်းရာတို့အလုတ်အကိုင်းကိုပြန်ရမှာတေချာပေမဲ့ ဒီတစ်ကြိမ်မှာတော့ဘဲဝင်နှမ်းမစိုးအလုတ်ထုတ်ခံရနိုင်ခြေရှိသလိုအစိုးရရန်နီယာပြန်လဲအသက်ဝင်ခဲ့ရင်တော့မူရင်းရာသူအလုတ်အကိုင်းပြန်ရဖို့မတေချာဘူးလို့ဆိုပါရယ်အဆိုပါကြီးညာချက်အပေါ်ဒီမိုကရက်တစ်အထက်လွှတ်တော်အမတ်တွေကဝေဖန်ရှုံချခဲ့ပါရယ်ဒါဟာချင်းချောက်အချက်ကိုင်းနဲ့လုတ်ရက်ပဲလို့ရှူမာကစက်တင်ဘာလ25ရက်က H မှာတုတ်ပြန်ရေးသားခဲ့ပါရယ်ဂျက်စဖီကလည်း H မှာဒီလိုအဆုလိုက်ပြုံလိုက်အလုတ်ထုတ်တဲ့ကိစ္စမျိုးနဲ့ကျုပ်တို့ကိုချင်းချောက်နေပေမဲ့ ဒါကိုတုံလုံးမှာမဟုတ်ဘူးလို့နေတွင်ချင်းတုံ့ပြန်ခဲ့ပါတယ်။